အားလုံးပဲမင်္ဂလာပါ။ရွှေသွေးချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါရစေ။လွန်ခဲ့တဲ့90ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမုံလေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန် အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့မိခင်မေတ္တာလို့အမိရတဲ့ပုံပြင်တို့လေးဖြစ်ပါရစေ။ရှေးရှေးတုန်းကအာယုံဦးမိခင်ကြီးမှာတာသမီလေးယောက်ရှိတဲ့သူတို့ကတော့ ညီညီလကိုကိုနဲ့မမမိုးမမလေးတို့ပေါ့တနေ့တော့ခါတောက်ကြကျမင်းကြီးထံမှအလှဖိတ်စာလာသဖြင့်မိခင်ကြီးကသူတို့ကိုလွတ်လိုက်တဲ့ တောက်ကြကျဲမင်းကြီးကအာရဝန္တာကျိုဆိုပြီးကြွေးမွေးတဲ့ဟာငါ့တူတွေဒူမတွေပါလားလာကြလာကြစားပြီးတော့ဦးကြီးရော်ကလမ်းတွင်စားရန်မုံတထုပ်စီပေးလိုက်တဲ့ကဲမုံထုပ်တထုပ်စီယူသွားကြနော်ဟုတ်ကဲ့ဦးလေးခရီးတော်လေးသွားမိတော့စာလာပြန်လို့မုံထုံများကို ဖြေးစားကြတဲ့ညင်းကြီးလာလေမစားသေးဘူးလားမစားသေးဘူးမေမေစားဖို့ယူသွားမလို့ အကြီး၃ယောက်ကတနေရာရင်တီးထိုးတိုင်ပင်ကြပြီအေးကောင်းသားပဲမကြမီမမမိုးကမိုးရွာချလိုက်တာညီညီလာရဲ့မုံထုတ်လေးရေဆိုသွားပါလေရောပြီးတော့ကိုကိုနေကနေဘူးပြန်တော့မုံထုတ်ကိုလမ်းရပြန်ရောတဲ့

မေမေနဲ့တိုင်ပြောမယ်အင်ရောက်လို့မိခင်ကြီးကိုလည်းတွေ့ရောညီညီလာကမိုးပြီးတိုင်တော့တာပဲကိုကိုနေမမမို့မမလေတို့ကအယမ်းဆိုးတာပဲမိခင်ကြီးမေတော့အကြီးသုံးယောက်ကညီညီလေးကို ချစ်လို့အပြော်ကြီးစားကြောင်ပြောပြတယ်။ဒါတို့ကချစ်လို့ကြည်စားတာပါ။မိုးမိုးတို့လည်းချစ်လို့စတာပါမေမေ။ လေလေတို့ပြောလို့ပါအဟိမိခင်ကြီးကချစ်လို့ကြည်စားတာဆိုတော့မေမေခွင်းလွတ်ပါတယ်ကွယ်နောက်နောင်ကိုညီညီလေးစိတ်ညစ်အောင်မစကြနဲ့ကြားလာညီညီလေးကလည်းစိတ်ကြေနပ်လိုက်ပါကွယ်မေမေသားသမီးများကျမ်းမာချမ်းသာကြပါစေမြင်သူတကာချစ်ခင်ကြပါစေတနာကြပါစေ ါပေမဲ့တာသမီတိုင်းမိခင်ကြီးပေးလိုက်တဲ့ဆုနဲ့အကုန်မပြီးကြဘူးကွ မိုးရွာရင် အချို့ကညူဆူကြပြီးအချို့ကမိုးမရွာရဲ့ညူဆူကြတယ်ကွမိုးကလည်းရွာနိုင်ပါရဲ့တော့နေပူရင်အချို့ကညီးတွားကြပြီးအချို့ကနေမပူရင်ညီးတွားကြတယ်ကွနေကလည်းပူလိုက်တာကျွတ်နေတာပဲလေတိုက်ရင်အချို့ကကျေနပ်ပြီးအချို့ကမကျေနပ်ပြန်ဘူးကွလာမှာတော့မိခင်ကြီးရဲ့စူတောင်းပြွားတဲ့အတွက်လူတိုင်းကလာမတာလဲတန်းနာ လာတာလဲတန်းနာဖြစ်ကြရပါတယ်။ဖိုးရွှေလာမင်းကြီးရဲ့ထမင်းစီစန်းနဲ့ရွှေလင်မန်းကြီးပေးပါ။အာဝါဝါဇလန်းလေးကတော့ဒါပါပဲ။အဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်။ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးကိုမေတ္တာရက်ခံပါတယ်။အားလုံးပဲကိုကျမ်းမာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။